မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Masla 9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းတန့်ဆယ်မြို့မှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေများနေသလိုစစ်တုံးဘက်9ဦးကို ဖန်စီရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ3ရက်နေ့မနက်4နာရီဝင်းကျင်ကလေးကတန့်ဆယ်မြို့နယ်အနီးဝင်းကျင်ကစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတွန်လိုင်းတက်တွေကတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါဗျ။မြို့အနီးကစင်ငယ်ပြူစောတိရွာအပါအဝင်စစ်တပ်တွေတပ်ဆွဲထားတဲ့ရွာတချို့နဲ့တန့်ဆယ်မြို့ရဲ့နေရာတချို့ကိုတွန်လိုင်းတက်တွေကသိမ်းယူထားနိုင်ပြီလို့သိရပါဗျ။မက်လ4ရက်နေ့ညပိုင်းကစင်ငယ်ရွာကိုအထိုင်ချထားတဲ့ ကမ့်ဘလူတင်ငန်းဝက်ဝါတော်ဝစစ်ကြောင်းကရဲနဲ့ပြူစောတီစစ်သားစုစုပေါင်း9ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့တိုက်ပွဲမှာပါဝင်ခဲ့တဲ့ PDF တအုပ်ကပြန်လည်ပြောပြထားပါတယ်စစ်ကောင်စီဘက်ကလည်းလေရင်နဲ့ဇက်တိုက်လာရောက်ပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါတယ်တိုက်ပွဲကပျောက် जा ပုံစံမျိုးနဲ့တော့ဆက်ပြီးတော့ဖြစ်နေတယ်စစ်ကောင်စီဘက်ကအလောင်း15လောင်းကိုထပ်ရထားတယ်တချို့နေရာတွေကိုလည်းစီးထားနိုင်ပြီလို့အဲ့ဒီရဲဘော်ကဆက်ပြီးတော့ပြောပါတယ် မတ်လ9ရက်နေ့ညပိုင်းကစစ်ကောင်စီဘက်က112နဲ့လက်နက်ပစ္စည်းနဲ့ရိတ်ခါတွေကိုထောက်ပံ့ထားတယ်လို့မတ်လ6ရက်နေ့မနက်ပိုင်းမှာကံမလူမြို့နယ်ကာဘိုးရွာအနီးရွှေလန်းစုံရွာကပြူစောတိအယောက်100လောက်ဟာပန်းစယ်မြို့ကိုအင်အားတွေထပ်တိုးထားတယ်လို့သိရပါတယ်မတ်လ6ရက်နေ့ညနဲ့ဒီကနေ့မတ်လ9ရက်နေ့မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့စစ်တပ်ကလေကြောင်းပစ်ကူတုံးပြီးတော့ခုခံတိုက်ခိုက်နေတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တချို့ကပြောကြားထားပါတယ်တော်လိုင်းတပ်တွေက ြို့ရဲ့အရှိတ်နဲ့တောင်ပတ်ချမ်းကစစ်တပ်တပ်ဆွဲထားရာနေရာတွေကိုဆက်လက်ပြီးတော့တင်းယူဖို့ကြံရှိနေပြီးစစ်ကောင်စီဘက်ကမြို့ရင်းကဘောလုံးကွင်းကြံခိုင်ရေယုံထွေအုံယုံနဲ့ရဲစခန်းတွေမှာအထန်ချပြီးတော့ခုခံနေတယ်လို့သိရပါတယ်။ဒေသတွင်းတော်လှန်ရေးတပ်တွေကတန့်စင်မြို့ကစစ်တပ်စခန်းတွေကိုအရင်ကလည်းနှစ်ချိန်ထိုးစစ်ဆင်တိုက်ခိုက်ဖူးတယ်လို့သိရပါတယ်။ဒေသခံပြည်သူတွေဟာအရင်ကတည်းကဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတချို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးသေဆုံးသွားတဲ့မုံရွာမန္တလေးလမ်းပိုက်တိုက်ပွဲမှာစစ်တပ်ကခရီးသည်များနဲ့ခရီးသည်တင်ကားတွေကိုဒဇာကန်လုပြီးတော့တိုက်ခိုက်ခဲ့မှုကြောင့်ကလင်းငယ်တအုပ်အပါဝင်ခရီးသည်3ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ4ရက်နေ့ညနေ3:30မိနစ်အချိန်မှာမုံရွာမျိုးရင်းကနေထွက်လာတဲ့တံပြားကစစ်ကားနှစ်စီးကိုမုံရွာမန္တလေးလမ်းပိုက်တနေရာမှာ မဟာမိတ်တော်လိုင်းရေးတပ်ပေါင်းစုများကတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့တံပြားကဂျမ်းမာကားကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအဲ့ဒီကားဟာထိုးရက်သွားပြီးတော့ကျန်တဲ့စစ်ကားတစီးဟာလည်းလက်နက်ငယ်များနဲ့ပစ်ခတ်တဲ့အချိန်မှာပျက်စီးသွားတယ်လို့သိရပါတယ်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်တိုက်ပွဲအတွင်းမှာချောင်းမြို့နယ် စိုက်ကွင်းရုံးနဲ့မြပလဲစစ်တပ်အထိုင်စခန်းက120မမလက်နက်ကြီးများနဲ့ပြစ်ကူပေးခဲ့တယ်လို့သိရပါဗျ။အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကအင်ဂျင်တပ်၄ထီးများနဲ့လည်းလေကြောင်းပြစ်ကူပေးခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာဒုဗိုလ်တအုပ်အပါအဝင်18ဦးသေဆုံးသွားပြီးတော့တော်လိုင်းတပ်ပေါင်းစုများဘက်ကလည်းရဲဘော်တအုပ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကားနှစ်စီးကိုမိရှို့ရှင်းလင်းနိုင်ခဲ့ပြီးတော့ MA1 ၄လက် MA3 တလက် MA11 ၃လက် G3 တလက် G1 တက်လက်60မမစိန်ပြောင်းတက်လက်40မမစုံလေတက်လက်ကြီပေါင်းမျိုးစုံ22ခုတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကူစစ်သားများကခရီးသည်တင်ကားများနဲ့လိုက်ပါလာပြီးတော့ခရီးသည်များကိုဒဇဂန်အဖြစ်နဲ့တိုက်ပွဲအတွင်းမှာအုံပြုတ်ခဲ့တယ်လို့သိရပါတယ်။တော်လိုင်းတက်များကကဲထုတ်ခဲ့တဲ့ခရီးသည်တွေတဲကခရီးသည်3ဦးဟာစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော့တေဆုံးခဲ့ရတယ်လို့သိရပါတယ်။ ပေးဆုံးသွားတဲ့အရက်သားတွေကစစ်တပ်ကတစားကန်လှုပ်လာတာပါစစ်သားတွေကခီးသည်တင်ကားတွေနဲ့လိုက်လာတယ်ကျွန်တော်တို့ကခီးသည်တင်ကားတွေပေါ်မှာတက်ဆက်ပြီးတော့ပြည်သူတွေကိုတွေ့လို့ကဲထုတ်လာတာအဲ့ဒီအချိန်မှာမြပလဲအထိုင်စခန်းကနေလက်နက်ကြီးတွေနဲ့ပစ်တယ်အဲ့ဒီမှာလက်နက်ကြီးစားတွေထိမှန်ပြီးတော့တေဆုံးကုန်တာပါကျန်တဲ့ခီးသည်အရက်သားတချို့ကားပေါ်ကနေတိုက်ပွဲ area ရဲ့အပြင်ဘက်ကိုကဲထုတ်ပေးခဲ့ပါတယ်လို့ ချိုးမိုင်းမှာရင်းမာပြည်မြို့နယ်မဟာမိတ်တပ်ပေါင်းစုကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသူပြည်သူ၃ဦးဟာအသက်50ကျော်အရွယ်အမျိုးသမီးတဦးနဲ့မုံရွာမြို့ကအသက်28နှစ်အရွယ်မမေတရဖီဦးနဲ့သူ့ရဲ့သမီးအသက်3နှစ်အရွယ်မကေရန်ထတ်တို့ဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရုရှားပြန်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုကြိုဆိုရန်နန်စီဒီယန်ဝန်ထမ်းများအမှုပညာရှင်များနဲ့စစ်တပ်လက်အောက်ခံအဖွဲ့အစည်းများကိုစစ်ကောင်စီကနေပြည်တော်ကိုစတင်ပြီးတော့စင့်ခေါ်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ9ရက်နေ့မှာနေပြည်တော်ကိုပြန်လည်ရောက်ရှိလာမယ့်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုကြိုဆိုကြရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကအမှုပညာရှင်များအဆိုတော်များဟာတာတရားဥဆောင်များ YMBA အပါအဝင်စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများနိုင်ငံတော်ဝန်ကနန်းစီဒီယံဝန်ထမ်းများအခြေခံပညာအထက်တန်းကျောင်းကကျောင်းသားကျောင်းသူများအပါအဝင်စစ်တပ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းများကိုနေပြည်တော်ကိုလာရောက်ရန်စိတ်ခေါ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အချက်ပတ်စစ်ကောင်ဆောင်မင်းအောင်နိုင်ကိုကြိုဆိုရမှာရခင်ကထက်ပုံမှုပြီးတော့ကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာစီစီကားကားကြိုဆိုကြရန်ပြင်ဆင်ခိုင်းနေပြီးတော့အိုးစီဘုံပေါင်းများနဲ့ပါနေပြည်တော်လေးစိတ်ကနေလမ်းတစ်လျှောက်ကြိုဆိုကြရန်လှုံ့ဆော်နေခြင်းဖြစ် ်တယ်လို့သိရပါတယ်ဒီတစ်ခါရုရှားခီးစဉ်ကအာရချေနပ်ဖွဲ့ဖြစ်တဲ့အတွက်ခါတိုင်းခီးစဉ်နေနဲ့မတူကြီးကြီးကျယ်ကျယ်ခန်းခါနာနာချိုးဖို့လုပ်နေကြတာပါ TY တွေအိုးစီဒိုးဘက်တွေလည်းပါမယ်ဗနိုင်းတွေလည်းစရက်နေပါပြီမနက်ဖြန်နေပြည်တော်ကိုချိုးရောက်ဖို့အတွက်တချို့အဖွဲ့တွေကတော့ခေါ်ထားပြီးပြီလို့နေပြည်တော်တပ်တွင်းသတင်းရေးမြစ်ကပြန်လည်ပြောပြထားပါတယ်မင်းအောင်လိုက်ရဲ့ရခိုင်နိုင်ငံသားပြန်ခီးစဉ်များမှာအကယ်ဒမီဇင်ယောင်မောင်မေတန်းတို့မေတင်စာဦးရန်အောင် ခန့်စီသူစိုးမြတ်သူစားစတဲ့စစ်တပ်ထောက်ခံတဲ့ဘောမအမှုပညာရှင်များဒိန်းတော်ဦးစီးတဲ့စစ်တပ်ဘတ်တော်သားဟာသာလူရှင်တော်စောက်ပေါများအစိုးရရုံလေးအပါဝင်စစ်တပ်လော်ဘီများကတက်တက်ကြွကြွပါဝင်ပြီးတော့ကြိုးဆိုခဲ့ကြပြီအခုရုရှားပြန်ခရီးစဉ်မှာလဲ၎င်းတို့ဆက်လက်ပြီးတော့ပါဝင်အောင်မှာဖြစ်တယ်လို့သိရပါဗတ်မက်စလာ9ရက်နေ့မှာမင်းအွန်လိုင်းရဲ့ရုရှားပြန်ခရီးစဉ်ကြိုးဆိုရေးအတွက် ကုန်ကြစည်းရင်းနဲ့နေထွက်ခများကိုဝင်ကြီးဌာနဆိုင်ရာနဲ့စစ်တပ်နဲ့မိဖက်စီးပွားရေးလုပ်ငန်းရှင်များကကုန်ကြခံမှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲတရင်ကတော့ရန်ကုန်မော်လမြိုင်လမ်းမိုင်းမှာ PDF အသွင်ယူပြီးတော့ကင်းမုံဝင်နေတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာစစ်တပ်ဘက်က၄ဦးသေဆုံးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မတ်လ6ရက်နေ့မနက်7:26မိနစ်ခန့်မှာရန်ကုန်မော်လမြိုင်လမ်းမကြီးမှာရှိတဲ့ကြိုက်ထိုးဘီလင်းလမ်းမိုင်းမှာစစ်ရင်တန်းလုံခြုံရေးအတွက် PDF အသွင်ယူပြီးတော့ကင်းမုံဝင်နေတဲ့စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာနေ့လယ်7:55မိနစ်အထိဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကအရာရှိတအုပ်အပါအဝင်၄ဦးသေဆုံးက၄ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့များဘက်ကလည်းရဲဘော်တအုပ်မြင့်မြတ်စွာအသက်ပေးလူခဲ့ရပြီးတော့ရဲဘော်၂ဦးကတော့မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးတွေက PDF uniform တွေကိုလာတာရန်သူက PDF အသွင်ယူပြီးတော့ချင်းကတ်တာဖြစ်တဲ့အတွက်အဖွဲ့တိုင်းမှာရှိတဲ့ရဲဘော်တွေကိုအဆအဆအရာရာပို့ပြီးတော့ဂိူးဆိုင်စေချင်ပါတယ်ဘယ်အဖွဲ့ကဘသူကမှဘာမှထပ်မဖြစ်စေချင်ပါဘူးအားလုံးတရိအမြန်ရှိစေချင်ပါတယ်လို့ငကားပြူစစ်ကြောင်း PDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုငကားပြူစစ်ကြောင်း PDF အဖွဲ့နဲ့တိုက်ရင်း9635တတ်ဖွဲ့၄တပြေညိုစစ်ကြောင်းဘူပေါင်းအဖွဲ့တို့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တိုက်ပွဲအတွင်းမှာကြာဆုံးသွားခဲ့တဲ့ရဲဘော်ဒီမွန်ရဲ့ပေးဆက်မှုဟာ ြီးမားလွန်းလှပြီးတော့တော်လန်ရေးအောင်မြင်တဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ကြေပြုတယ်လို့နဂါးကျူစစ်ကြောင်း PDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းလေးကိုတင်ဆက်ပေးနေရင်လည်းကြားပြပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့စစ်ရေးနိုင်ငံရေးသတင်းများကိုအစီအမဲတမ်းနားဆင်နိုင်ဖို့အတွက် ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ Channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ Subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့နယ်ဝါဘုံချေးရွာနဲ့ကြောက်ဖြူမြို့နယ်ဦးခင်းချေးရွာကိုစစ်ကောင်စီကလေကြောင်းကနေတဆင့်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်လူနေအိမ်ပေါင်း200ကျော်ဟာမိလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူမြို့နယ်ညောင်ရီရေတပ်အနီးမှာရှိတဲ့ဦးခင်းချေးရွာကိုစစ်ကောင်စီကမက်လ6ရက်နေ့နေ့လယ်ကတစ်ချိန်နဲ့ညနေပိုင်းမှာတစ်ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရတယ်။အဲ့ဒီဦးခင်းချေးရွာမှာလူနေအိမ်190ကျော်ရှိပြီးတော့စစ်ကောင်စီရဲ့ဘုံများကြောင့် ရွာလုံးကျွနီးပါမီးလောင်ပျက်စီးသွားတယ်လို့ဒေသခံများထံအသိရပါတယ်။လူတွေတော့အထိကိမရှိပါဘူး။ပြီးခဲ့တဲ့၁၀ရက်ကျော်လောက်ကတည်းကတိုက်ပွဲတွေကြောင့်အကုန်လုံးကတိမ်းရှောင်သွားကြတာ။မနေ့ကနေ့လယ်နဲ့ညပိုင်းတွေမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။တရွာလုံးမီးလောင်ပျက်စီးသွားပါတယ်။တိုက်ပွဲတွေတော့မရှိဘူးလို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်။ဖေဖော်ဝါရီလ20ရက်ကျော်ကစပြီးတော့ကြောက်ဖြူမြို့နယ်ဒညဝတီရေးတဲ့အနီး ဥကင်ကြက်တိန်စီမော်နဲ့ရှောင်းချောင်းဒေသတို့မှာစစ်ကောင်စီရဲ့ကာကင်းတပ်စခန်းများနဲ့အရခတ်တပ်တော်တို့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းမနေ့ကတော့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲနဲ့စစ်ကောင်စီကဥကင်ချေးရွာကို၄တောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဥကင်ချေးရွာဟာဒညဝတီရေတပ်စခန်းဌာနချုပ်နဲ့ ်၃မိုင်ခန့်အကွာမှာတည်ရှိပြီးတော့ကြေးပါသားများဟာဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့သိရပါဗျ။အလားတူပဲစစ်တွေမြို့နယ်ဝါဘိုကြေးပါကိုလည်းစစ်ကောင်စီကမနေ့ကမက်စလာ၆ရက်နေ့မနက်ပိုင်းမှာဒရုန်းနဲ့ဘုံကျက်တိုက်ခိုက်ခဲ့ပြီးတော့နေအိမ်35လုံးထက်မနေ့မိလောင်ပြက်စီးခဲ့ရတယ်လို့သိရပါဗျ။မနေ့9နိုင်ခန့်အချိန်မှာစစ်တွေမြို့နယ်ဂန်းကိုကျွန်းမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်စခန်းက drone စည်းနဲ့လာရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အေးအေးလေးရှိတယ်ထင်ပြီးတော့စစ်ကောင်စီတပ်က drone စဲစည်းနဲ့ဘုံလာကျဲသွားတာဖြစ်ပါတယ်အေးကဒီဘက်ရွာတွေမှာမရှိပါဘူး နေအိမ်35လုံးထက်မနည်းမိလောင်ပျက်စီးသွားပါတယ်စစ်ကောင်စီတပ်သားတွေဟာအရက်သားကြီးပါတွေကိုတမင်ရည်ရွယ်ချက်ရှိရှိနဲ့မိရှုဖျက်ဆီးနေတာပါလို့စစ်တွေဒေသခံတဦးကပြန်လည်ပြပြထားပါတယ်စစ်တွေမြို့အနီးကကြီးပါပေါင်း20ကျော်ကိုအတင်းအဓမ္မနှင်ထုတ်ခဲ့ပြီးတော့အဲ့ဒီထဲမှာဝါဘုံကြီးပါလည်းပါဝင်တယ်လို့သိရပါတယ်စစ်တွေမြို့အနီးနဲ့ကြောက်ဖြူမြို့နယ်တို့မှာစစ်ကောင်စီတပ်နဲ့အရခတပ်တော်အေအေတို့ဟာတိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးတော့ကြောက်ဖြူမြို့ဒညဝတီရေးတဲ့အနီးကစစ်ကောင်စီရဲ့ကာကင်းစခန်းများကိုလည်းအေအေကသိမ်းပိုက်ထားပြီးလို့သတင်းများထွက်ပေါ် ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်သူ့ကာကွယ်တပ်မတော်နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်းကိုစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ၂ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ66လက်အောက်ခံခလာရ1တပ်ရင်းကစစ်မှုထမ်းတပ်သားအောင်စရာထွန်းနဲ့တော်ရမင်းထက်တို့ဟာပြည်သူ့ကာကွယ်တပ်မတော်နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်း901ဌံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါရယ်။၎င်းတို့နဲ့အတူ MA3 အမျိုးအစားမောင်းမြန်တပ်နဲ့တလက်ကြီပေါက်တစ်ခုလက်ပြဘုံတစ်လုံး5.5 556ဘာမကြီး24တောင်းလို့ပါလာတယ်လို့သိရပါတယ်အလင်းဝင်ရောက်လာသူစစ်မှုထမ်းတပ်သား2ဦးဟာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေနဲ့စစ်မှုထမ်းအပတ်စဉ်နှစ်ခေါ်ယူတဲ့အချိန်မှာပေါ်တာဆွဲခံရကစစ်တပ်အတွင်းကိုရောက်ရှိလာသူများဖြစ်တယ်လို့သိရကြောင်းနေပြည်တော်တိုင်းစစ်ဌာနချုပ်အမတ်900ရက်တိုက်ရင်ကထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးတဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ